င်္ဂလာပါရှင်ရှမ်းရေကိုမီဒီယာကကြိုဆိုပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မြမစီပွားရေးဘဏ်မှတောင်ကြီးမြို့နယ်ရှိပင်စင်စားနိုင်ငံဝန်တန်းအငိမ့်စားမိဘပြည်သူများအားရုံဖွင့်ခြင်းနနက်ပိုင်းမှစတင်၍ပင်စင်လာစားများအားအစဉ်ပြေချုံမွေမြန်ဆွမ်းစွာဖြင့်လာစဉ်ပုံမှန်ထုတ်ပေးလျက်ရှိပါတယ် တောင်စီမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားဦးရေ6300ကျော်ရှိပြီးပြင်စင်စားများအနေဖြင့်မိမိတို့အဆင်ပြေသည့်နေတွင်နိုင်ငံတော်အစိုးရကသတ်မှတ်ထားသောရုံးပိတ်ရက်များမှာအပလစဉ်21ရက်နေ့မှနောက်လ20ရက်နေ့အထိလာရောက်ထောက်ယူနိုင်ပါသည်ထို့သို့ထုတ်ပေးမှုအခြေအနေများကိုတောင်စီမြို့ခရိုင်မြမစီပွားရေးဗန်မန်နေဂျာနဲ့နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်ထုတ်ယူသူတို့ကိုတခုလို တွေ့ဆုံမေးမြန်းလာပါတယ်ရှင် မင်္ဂလာပါကျမကတော့မြမစီဝါရေးဘဏ်တောင်ကြီးမှခရိုင်မန်နေဂျာဒေါ်ရင်စိုးဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ရှင်မြမစီဝါရေးဘဏ်တောင်ကြီးမှပင်စင်စားဥကြီး9300ကျော်ရှိပါတယ်ရှင်ပင်စင်စားဥကြီး9300ကဤပင်စင်ကန်တဲ့ကော၎င်းမင်းနီနဲ့၎င်းကျမတို့အဆင်ပြေအောင်ထုတ်ပေးလျက်ရှိပါလိမ့်ရှင်။ဟုတ်ကဲ့ကြီးကြီးမားမားအခက်အခဲတော့မရှိပါဘူးရှင်။ ဒါပေမဲ့တိုက်ပွဲရှောင်လာတဲ့ပင်စင်စားတွေကအငိမ့်စားပင်စင်စားများသည့်အထောက်ထားတွေကိုခက်ခဲလို့လို့မတင်ပြနိုင်တဲ့အခါမှာကျမတို့သည်ဟိုသူတို့ရဲ့မူရင်းပင်စင်လားစာကိုပြန်နေရရှိဖို့အတွက်ရှောက်ထားရမှာအချိန်ကာလလေးတစ်ခုတော့ပေးရပါတယ်ရှင်။ဒါပေမဲ့အားလုံးအဆင်ပြေအောင်ကျမတို့ဆောင်ရွက်ပေးနေပါတယ်ရှင်။ပင်စင်စားများသည့်ကျမတို့တောင်ကြီးခရိုင်ပံကွဲမှဝန်ဆောင်မှုအားလုံးကိုအဆင်ပြေဆုံးဆောင်ရွက်ပေးလျက်ရှိပြီးတော့အခက်အခဲများရှိပါကလည်းခရိုင်မန်နေဂျာထံအချိန်မီွေးလာရောက်ဆွေးနွေးတွေ့ဆုံနိုင်ပါတယ်ရှင်။ ဝန်ဆောင်မှုကိုအကောင်းဆုံးကျိုးပန်းဆောင်ရွက်လေရှိကြောင်းတင်ပြပါရရှင်။ကျမတို့မြန်မာစီးပွားရေးဘဏ်မှာဘဏ်ကွဲပေါင်းတနိုင်ငံလုံးမှာ166ဘဏ်ရှိပါတယ်။166ဘဏ်လုံးမှာပင်စင်စားတွေကဤပင်စင်ကန်းနဲ့တွားရောက်ပြီးတော့နေရာဒေသမရွေးထုတ်ယူနိုင်ရေးအတွက်လဝကားကထုတ်ပေးထားတဲ့စမတ်ကတ်တွေနဲ့ကျမတို့ဤပင်စင်ကတ်တွေနဲ့ပေါင်းစပ်ပြီးတော့မှထုတ်ယူနိုင်ရေးအတွက်ကိုကျမတို့တွေကျိုးပန်းဆောင်ရွက်လေရှိကြောင်းတင်ပြပါရရှင်။ဘဏ်တပင်ရဥဒ္ဓမောင်မှာ နေတာတော့တောင်ကြီးမှာပဲနေပါတယ်တောင်ကြီးဟိုရှမ်းကွန်းရှမ်းကွန်းပေါ့လေခြေတောင်ကြားအင်ရရှမ်းကွန်းမှာနေပါတယ်အဲ့တော့ဘာမြမအသေးစားချင်းငွေလုပ်ငန်းကနေပြီးတော့ပင်စင်ယူခဲ့တာပါအခုအဘအသက်92နှစ်ရှိပါပြီပင်စင်ထုတ်ရတာတော့ခက်ခဲမရှိပါဘူးဒီလိုပဲနည်းနည်းလူလေးပါလေတော့ပေါ်များတာပေါ့တော်တော်လေးခက်ခဲမရှိပါဘူးတော်သူရှင်ပြေးသွားတာပါပဲ